င်ဆက်ပေးမယ့်သတင်းကတော့ Brighter တိုက်စစ်မှုကြောင့်ပက်ထရိုကိုရှေ့စည်းခေါ်ရတဲ့သတင်းပဲဖြစ်ပါတယ်။ရှေ့စည်းတင်က Brighter တိုက်စစ်မှုကြောင့်ပက်ထရိုခေါ်ရဖို့သဘောတူညီမှုရသွားတယ်လို့သိရပါတယ်။ကြောင့်ပက်ထရိုခေါ်ရဖို့အတွက်ရှေ့စည်းဟာမြူကစင်နဲ့ပြန်ကြိုးပမ်းခဲ့ရတာဖြစ်ပြီးပြောင်းရွှေ့ကြီးပေါင်တန်း60နဲ့ခေါ်ရဖို့အတွက်သဘောတူညီခဲ့တာပါ။ Brighter ဟာကြောင့်ပက်ထရိုကို2023ခုနှစ်က Waffle ကနေပြောင်းရွှေ့ကြီးပေါင်တန်း30နဲ့ခေါ်ခဲ့တာပါ။ကြောင့်ပက်ထရိုက Brighter နဲ့ Premier League ပွဲ 90ကစားခဲ့ရမှာ930ဒီသွင်းပေးနိုင်ခဲ့ပါတယ်။အထောက်တိုင်းစစ်မှုဖြစ်တဲ့မှာကပဲကိုယ်နဲ့တိုက်စင်နေရဆုံးမှာကစားနိုင်စွမ်းရှိတဲ့ဆွဲဆွဲကစားသမားဖြစ်တာကြောင့်လဲရှယ်စီကကြောက်ပတ်ထုတ်ခေါ်ခဲ့ရပါ။တိုက်စစ်ပိုင်းကိုကစားသမားတစ်တော်ဦးနဲ့အစားထုတ်ခဲ့ပြီးနောက်မှာရှယ်စီတာဝန်ရှိသူတွေဟာအသေးမှမလိုအပ်တော့တဲ့ကွင်းလင်းနဲ့တိုက်စစ်ပိုင်းကစားသမားတွေကအ ਨੇ ဆုံးရောက်ထုတ်ဖို့အတွက်ကြိုးပမ်းနေတယ်လို့သိရပါတယ်။ဒီတဲ့တွေတော့ညင်ကြောင်းပါပြပို့လာပါ။